မဟာမြတ်မှုကြီးတောင်ပေါ်မှာရှိခဲ့တဲ့အချိန်ခါတုန်းကဆိုရဲစဉ်းစားမှုအပေါ်မှာအခြေခံပြီးတော့တို့အဲ့အရင်ရှိခဲ့ဘူးတဲ့အခြေအနေကိုပြန်ရောက်အောင်သွားဖို့ဆိုရဲဥတီချက်ကတော့မပြောင်းသေးဘူးလို့နားလည်လို့ရတယ်။အခုအဲ့အပေါ်မှာပဲအခြေခံပြီးတော့ဒီလှုပ်ရှားမှုကိုစတင်ဆောင်ရွက်တယ်လို့နားလည်လို့ရပါတယ်ခင်ဗျ။ အောက်ထုတ်ပြီးမြေပုံကြီးပဲ့သွားမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တို့တောက်လျှောက်ဟိုနဝတနာဖခက်ကလည်းကျွန်တော်တို့အဲ့မြေပုံကြီးပဲ့သွားတဲ့ဟာကို TV မှာအများအားပြပြပြီးတော့ကျွန်တော်တို့ဟိုဒရာမာကြီးခင်းခဲ့တဲ့ဟာမျိုးရှိတာဟုတ် ဆိုတော့အဲ့လိုမျိုးဟာမျိုးရှိတော့အဲ့ကိုယ့်ရဲ့မြေပုံကြီးကဒီတိုင်းလေးပဲကောင်းပါတယ်ဆိုရဲစဉ်းစားမှုရှိတဲ့ general public ရှိနိုင်တယ်အဲ့တော့တို့ရဲ့စစ်ရေး view ဟာအရာတော့တို့ရဲ့စဉ်းစားတွက်ချက်မှုတွေကကျွန်တော်တို့ဟို view ဟာမြောက်တယ်လို့ပြောလို့ရတယ်စစ်တပ်ကြီးကလည်းလုံးဝပြုတ်သွားမဲ့အနေထားတော့ဟုတ်မနေသေးဘူးအဲ့ဒါကြီးကလည်းကျွန်တော်တို့ပြောသလောက်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဟုတ်ကဲ့ဒေါက်တာဆိုင်းကြည်စစ်စိုးခင်ဗျာကျွန်တော်တို့ ဟိုအာခေါ်တက်တော် A ရဲ့ပြောခွင့်ရခိုင်တုခကမေလ26ရက်နေ့ကဒီအရခမီဒီယာနဲ့သူအင်တာဗျူးမှာသူပွန့်ပွန့်လင်းလင်းအတိအလင်းပြောကြားတော့တာတခုရှိပါတယ်အဲ့ဒါကတော့အေအနေနဲ့စစ်မှုထမ်းပြထမ်းရတာတဲ့အရခတိုင်းပြည်အချုပ်အခြာအာဏာကာကွယ်နိုင်မှုအတွက်ဖြစ်တယ်ပေါ့နော်ဆိုဒီဥစ္စာကလည်းသူတို့နှစ်ပေါင်း200ကျော်ကြာကိုလိုနီကျွန်ပြုတ်ခံရတဲ့ဘဝကနေလွတ်မြောက်ဖို့အတွက်အနည်းဆုံးအခြေအနေကိုရောက်လာပြီဆိုတော့အဲ့လိုအတိအလင်းပြောသွားတာပေါ့ ဒါကိုကြည့်မယ်ဆိုရင်ခိုင်သူကပြောတာဒါရခိုင်တိုင်းပြည်ရခိုင်နိုင်ငံကိုပြန်ထူထောင်မှုဆိုတာကိုသူပွန့်ပွန့်လင်းလင်းပြောသွားတဲ့သဘောလို့ကျွန်တော်တို့နားလဲတယ်လေအရင်တော့ကပြောတာကတော့ဒီပြည်တော်စုနဲ့ပတ်သက်သူတို့ကအနိုင်ဆုံးကွန်ဖက်ဒရိတ်ကိုယူမယ်လို့ပြောတယ်ဒါပေမဲ့အခုဒါတွေကိုမပြောတော့ဘူးစစ်မှုထမ်းတဲ့ကိစ္စပေါ်မှာအခြေတည်ပြီးတော့အရခတိုင်းပြည်ဆိုပြီးတော့သူတို့ပြောသွားတယ်ဆိုတော့ AA ရဲ့စင်စာချက်ကဟိုဘယ်လိုမျိုးတုံးသက်လို့ရမလဲဗျဒေါက်တာဆိုင်းကြည်စင်စုံအနေနဲ့ ဟုတ်သူတို့ရဲ့စဉ်းစားမှုอ่ะပေါ့ဟိုရခိတလမ်းစဉ်ပြန်ပြီးတော့ပေါ်ဆောင်ခြင်းနေဆိုတော့ တို့ဥတီကျရရွယ်ချက်ပေါ်မှာအခြေခံနေလို့ကျွန်တော်တို့နားလည်လို့ရတယ်။နောက်အခုလက်ရှိဖြစ်ပျက်နေတဲ့အနေအထားကိုလည်းအရေးပေါ်ကာလအဖြစ်တို့အတိမတ်ပြုပြုတယ်။လက်ရှိအချိန်ကအရေးကြီးဆုံးအချိန်နော်။အဲ့ဒီအတွက်ကြောင့်မို့အရေးကြီးဆုံးအချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့တို့ရဲ့ဒေတာတွင်မှာရှိတဲ့လူတွေအကုန်လုံးဒေတာတွင်မှာလွတ်မြောက်ဖို့အာရခလန်းစဉ်နောက်ရခိတလန်းစဉ်ကိုယုံကြည်တဲ့လူတွေအကုန်လုံးပူးပေါင်းဖို့လိုအပ်ပြီဆိုရဲလှုံ့ဆော်မှုပုံစံမျိုးအဖြစ်ကျွန်တော်တို့နားလည်လို့ရတယ်။အစင်းစားရ ဲ့စဉ်းစားမှုကတော့ဒါတို့ဒါသူတောက်လျှောက်အရှိရလေဟိုပြောခဲ့တဲ့စဉ်းစားမှုပဲသူတို့ရခိုင်ပြည်နယ်လွတ်မြောက်ရေးနောက်အရင်တတိတနန်းနဲ့မဟာမြတ်မုဏီတောင်ပေါ်မှာရှိခဲ့စဉ်အချိန်ခါတုန်းကဆိုရဲစဉ်းစားမှုအပေါ်မှာအခြေခံပြီးတော့သူတို့အဲ့အရင်ရှိခဲ့မှုတဲ့အခြေအနေကိုပြန်ရောက်အောင်သွားဖို့ဆိုရဲဥတီချက်ကတော့မပြောင်းသေးဘူးလို့နားလည်လို့ရတယ်။အခုအဲ့အပေါ်မှာပဲအခြေခံပြီးတော့ဒီလှုပ်ရှားမှုကိုစတင်ဆောင်ရွက်တယ်လို့နားလည်လို့ရပါတယ်ခင်ဗျ။ဟုတ်ကဲ့ အဲ့တော့မေလ26ရက်နေ့မှာအတိအလင်းပြောလိုက်ပြီပေါ့နော်အဲ့တော့ဒီအရခပြည်သူပေါ့ရခိုင်ပြည်သူတွေကနေဒီပေါ်မှာဒီယုံကြည်နေပေါ့နော်ကိုလိုနီကျွန်ပြူထားတဲ့လက်အောက်ကနေယုံထွက်နိုင်မှုလွတ်မြောက်နိုင်မှုလွတ်လပ်ရအောင်ဆိုတဲ့အဲ့လိုမျိုးစိတ်ထားနဲ့ဟိုယုံကြည်မဲ့လူလူရဲ့လိုက်ပါနိုင်မဲ့အနေထားရောဘလောက်လောက်ရှိနိုင်မလဲဗျရခိုင် အမျိုးသားရေးပေါ့နော်အမျိုးသားရေးရကြည့်မယ်ဆိုရင်ရခိုင်ဗုဒ္ဓဘာသာကြီးအနေနဲ့ကတော့အခုလက်ရှိအနေထားဖြစ်ထွန်းမှုအပေါ်မှာတို့အာရနှစ်သက်တယ်ဆိုတဲ့ဟာတော့ဒါဟိုခတ်မှန်းလို့ရတယ်ပေါ့နော်ကျွန်တော်တို့ပြောရဆိုရတာရောနောက်လိလသုံးသပ်မှုတွေလည်းကျွန်တော်တို့ရှိတာဒါပေမဲ့အရေးကြီးတာကကျွန်တော်တို့ရခိုင်မှာကရခိုင်ဗုဒ္ဓဘာသာတစ်မျိုးတည်းရှိနေတာမဟုတ်ဘူး ကျွန်တော်သူ့ရဲ့အာလူဦးရေအရာကိုကကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဟိုမြောက်ပိုင်းမောင်းတော့ဖက်မှာဆိုတော့ဒါရိုဟင်ဂျာလူဦးရေကျွန်တော်တို့အများကြီးရှိခဲ့တယ်အတန်းနဲ့ချိရှိခဲ့တယ်ဗောနော်အခုတော့ကျန်ဟိုဘက်ရောက်နေတယ်ကြံနေတဲ့ဟာတွေကြံနေ ပြီးရင်ကျွန်တော်တို့မျိုးလူမျိုးတို့တခြား minority လူမျိုးတွေလည်းကျွန်တော်တို့ကြံ့နေသေးတယ်ဆိုတော့အဲ့ဒီဟာတွေနဲ့တို့ရဲ့ချိတ်ဆက်မှုပြီးရင်နိုင်ငံရေးအုပ်ချုပ်ရေးအခန်းကဏ္ဍတွေမှာတို့ရဲ့ပါဝင်မှုအာ consultation တွေဒါမှမဟုတ်ရင်တို့ရဲ့ inclusion တွေဘလောက်ထိရှိလဲဆိုတဲ့ဟာအဲ့ဒါကတော့မေးခွန်းထုတ်စရာရှိတယ်ဥပမာအခုဆိုရင်ကျွန်တော်ဟို2014အရဆိုရင်တို့လူရေ၄တန်း အဲ3တန်းကျော်လောက်ရှိပါတယ်။3 3.1လောက်ရှိရယ်။အဲ့တော့မှရိုဟင်ဂျာကဟို1.2တန်းလောက်ရှိမှလို့မှန်းလို့ရတယ်။အဲ့တော့အခုလက်ရှိသူ18ပြည်နယ်မှာမြို့နယ်မှာ14မြို့နယ်တင်းထားတဲ့ဟာမှာသူလူရေ1.5တန်းလောက်ရှိမယ်လို့ခန့်မှန်းပေါ့နော်။အဲ့လောက်ရှိမယ်လို့မှန်းလို့ရတယ်။ဆိုတော့အဲ့လောက်ရှိတဲ့ဥစ္စာတွေမှာ ကြံတဲ့လူမျိုးစုတွေရဲ့ပါဝင်မှုနဲ့ကြံတဲ့လူမျိုးစုတွေအပေါ်မှာဆက်ဆက်ဆံမှုအဲ့ဟာမေခွန်းထုတ်เสียရှိရယ်။ဘာဖြစ်လို့ဆိုအထူးသဖြင့်ကျွန်တော်တို့ဒီ AA အနေနဲ့ဒီရိုဟင်ဂျာတွေကိုလူသားတိုင်းဖြစ်အသုံးပြုတဲ့ကိစ္စလူခွင့်ရချိုးဖောက်မှုဆိုတဲ့ကိစ္စတွေအဲ့ဒါမျိုးဟာတွေရိုးစွတ်ထားတဲ့ဟာတွေပြောဆိုထားတဲ့ဟာတွေကျွန်တော်တို့အဲ့လိုတိုင်တိုင်တန်းထားတဲ့ဟာတွေရှိတယ်။ဆိုတော့အဲ့လိုမျိုးဟာတွေရှိနေတယ်ဆိုရင်တော့အန်ဒီရတော့ရှိတယ်လို့ပြောလို့ရတယ်။အခုလက်ရှိကြီးညာချက်နဲ့သူတို့ရဲ့စစ်မှုမထမ်းမနေရထုတ်ပြန်မှုဟာတကယ်လို့ဒီဟာတွေ ူတို့ဖြည့်ရှင်းနိုင်ခြင်းမရှိဘူးဆိုရင်တို့ရဲ့ long term ရည်ရွယ်ချက်ဖြစ်တယ်ပေါ့နော်အာရခနိုင်ငံဆိုတဲ့ဟာပေါ်လာဖို့တို့ရဲ့ legitimacy ရဖို့အတွက်နိုင်ငံတကာထောက်ခံပေးနိုင်ဖို့အတွက်မှာတို့အဲ့ကန့်သတ်မှုအကက်ဟိုအခက်ခဲအတားအဆီးဖြစ်ဖြစ်သွားနိုင်နေခဗျာโอเคအဲ့တော့နေပြည်တော်ကြည့်မယ်ဆိုရင် तू อ่ะဟို14မြို့ तू อ่ะတိန်းထားပြီး3မြို့ပဲကြံတယ်မြို့တော်ပါဝင်ပေါ့เนาะစစ်တူရဲ့ကြောက်ဖြူရဲ့မန်ရဲ့အခုရက်ပိုင်းဆိုကြောက်ဖြူမှာတော့ထိုးစစ်တွေတော်တော်ပြင်းထန်ထန်ပြန်လုံနေပြောတယ် ဟိုတချို့ကာကင်းတွေလည်းအေးရတိမ့်နိုင်တယ်ပြောတယ်ဆိုတော့ဒီလိုအခြေအနေပေါ့နော်တစ်ချိန်တည်းမှာပဲစစ်ကောင်စီကအမြဲတမ်းသူကဘုံကျဲမှုတွေရှိနေတယ်လေနဲ့ပြည်သူ့ဘက်ကလည်းပြန်ပြီးတော့တစုံတရာဟိုတိုက်ပွဲဖော်တာရှိတယ်ဆိုတော့တိုက်ပွဲအခြေအနေကိုသုံးသပ်မယ်ဆိုရင်ရောဒီမြို့သုံးမြို့ကိုအေးအေးနေနဲ့ဆက်ပြီးတော့ယူနိုင်မဲ့အနေအထားရှိလားဒါမှမဟုတ်စစ်ကောင်စီကရောပြန်ပြီးတော့ထိုးလာနိုင်လားဆိုတော့အဲ့ဒီအခြေအနေပေါ်မှာရောဟိုဘယ်လိုမျိုးမြင်လဲဗျကိုစမ်းကြည့်စိုးနေတယ် ိရေအရာတော့အခုကျွန်တော်တို့မြန်မာနိုင်ငံမှာတူပါပေါ့ဒီ2021ပြီးသွားတဲ့အချိန်မှာအောင်မြင်မှုကြီးကြီးမားမားဆိုရင်ဒါညီနောင်သုံးဖော်အပါဝင်ဒီ AA ရဲ့အောင်မြင်မှုကလည်းထင်ရှားတယ်လို့ပြောလို့ရအောင်เนาะသူ့အနေနဲ့ဒီစေနေနမိတ်ကိုကျွန်တော်တို့ဂျန်းခံမှုအတွက်စူးစမ်းလာတဲ့ဥစ္စာကျွန်တော်ချင်းနဲ့ထိရောက်တယ်အပေါ်ဖက်ဆို ခြေနဲ့ထိစကိုင်းအဆက်ထိရောက်တယ်ပြီးသွားရင်ဒီအောက်ဖက်ဆိုတဲ့ ARV တိုင်းထိကျွန်တော်တို့တို့ချက်ချက်လာနိုင်တယ်အဲ့တော့တို့ရဲ့စိတ်ရေး view ဟာအရာတော့တို့ရဲ့စဉ်းစားတွက်ချက်မှုတွေကကျွန်တော်တို့ဟို view ဟာမြောက်တယ်လို့ပြောလို့ရတယ်အာပြီးသွားရင်တို့အနေနဲ့တစားတစားတိမ့်လိုက်နိုင်တယ်လို့ပြောလို့ရတယ်တိမ့်လာနိုင်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့မှန်းလို့ရတယ် သူတို့အနေနဲ့ဆက်ပြီးတော့ advance လုပ်ပြဿနာကကျွန်တော်တို့တိန်းနာအပြင်မှာထိန်းနိုင်ဖို့ကကျွန်တော်တို့ကပြဿနာပို့ပြီးတော့ကြီးတဲ့သဘောမှာရှိရတယ်။ဒါကတော့ AA မှမဟုတ်ဘူး။ဂျန်နဲ့ data တွေမှာလည်းအဲ့တိုင်းပဲတိန်းတော့တိန်းနိုင်နိုင်တယ်။သူတို့တိန်းပြီးသွားတဲ့အချိန်မှာကျွန်တော်တို့လူတွေပြန်နေလို့မရဘူး။အုပ်ချုပ်ရေးရန်ရီယာပြန်နေလို့မရဘူး။ပြီးတော့နေ့စဉ်ရက်ဆက်အဲ့လိုမျိုးပြန်ပြီးတော့ထိုးနှက်မှုတွေအဲဒီတာလွန်အင်အားသုံးပြီးတော့ကျွန်တော်တိုက်ခိုက်မှုတွေရှိနေတယ်ဆိုရင်ဒါလူတွေအနေနဲ့ဟိုစိုးရိမ်ထိတ်ထိတ်လန့်မှုတွေကြားထဲမှာနေရတဲ့အတွက်ကြောင့်မဒါဘလို့မှတည်ငြိမ်တဲ့အနေအထား မျိုးတော့ပြန်ပြီးတော့ထိန်းထိန်းထားနိုင်မှာ ဟုတ်အဲ့တော့တိမ့်နိုင်လားဆိုရင်တော့ဟုတ်တိမ့်တိမ့်လာနိုင်တယ်သူတို့အရာအခုလက်ရှိဖြစ်နေတဲ့အနေအထားရောစိတ်ရည်အောင်မြင်မှုတွေအရာရောစိတ်ဓာတ်ရည်ရာအရာရောသူတို့အနေနဲ့အာတိုးတက်မှုတွေရှိနေတဲ့အတွက်ကြောင့်မို့ဒါအချိန်မြွေးသူတို့တိမ့်မယ်ဆိုရင်တိမ့်လို့ရသွားနိုင်တယ်သူတို့စီမှာအဲ့ view ဟာကောင်းကောင်းစဉ်းစားနိုင်တဲ့ဟာတွေရှိရဲဆိုတဲ့ဟာကျွန်တော်တို့အခုလက်ရှိအနေအထားရာလည်းတိတိတာနိုင်တယ်ဒါပေမဲ့သူတို့အနေနဲ့ထိန်းထားနိုင်လားဆိုတဲ့ဟာတော့အရာရောမေခွန်ကြီးရှိနေတယ်အခုလက်ရှိအနေအထားမှာလည်းသူတို့အနေနဲ့ပြန်ထိုးတက် ြီးတော့ခံနေရတဲ့နေရာကြားကြီးတွေမှာပေါ့เนาะကျွန်တော်တို့ဟိုထိခိုက်နေတာကြီးကျွန်တော်တို့ဆုံးရှုံးမှုတွေကျွန်တော်တောက်လျှောက်ရှိနေတယ်ဆိုတဲ့ဟာလည်းကြားနေရတယ်ဆိုတော့အဲ့လိုမျိုးဟာတော့စစ်တပ်ဘက်ကတောက်လျှောက်လုပ်နေမဲ့သဘောတရားတော့ရှိနေသေးတယ်ခင်ဗျာဟုတ်ကဲ့အဲ့တော့ပြီးခဲ့တဲ့ဂျပန်ကြောက်တော့ပေါ့နော်တော်တော်လေးလေချောင်းကတိုက်ခတ်လိုက်တယ်ဒီလိုဟာတွေကစစ်ကောင်စီဘက်ကအချိန်မူရေးသူကလုံနိုင်တာပေါ့အဲ့တော့ခုနပြောဆိုနယ်မြေတော့ရပြီဒီနယ်မြေတော့အုပ်ချုပ်ဖို့ဟို confederate ပဲဆိုဆိုပြည်နယ်လို့ပဲပြောပြောလွတ်လပ်လို့ပဲပြောပြောပေါ့နော် ဒါတွေအတွက်ကိုခုနကတစုံတရာဥမာစစ်ကောင်စီနဲ့ညှိနှိုင်းမလားညှိနှိုင်းပြီးဒီနယ်မြေတွေကိုအုပ်ချုပ်ခွင့်ယူမလားဒါမှမဟုတ်ရင်ခုနဟိုຫນွေဦးတော်လိုင်းရင်းနဲ့တူလက်တွဲပြီးတော့စစ်ကောင်စီကိုအပီးဖြိုမလားဖြိုပြီးမှကြံတဲ့ဗမာရင်းနဲ့ပြန်ညှိပေါ့ဒါကတပိုင်းပေါ့နော်ဒါမှမဟုတ်ရင်နောက်ထပ်ရွေးချယ်စရာနိုင်ငံတကာနဲ့ပေါ့နော်ငါတို့ကဒီနေမြေငါတို့လွတ်လပ်ရေးအတွက်ဒီလောက်လုပ်ပြီးပြီငါတို့လွတ်လပ်ရေးအတွက်ကြေညာမယ်ဆိုရင်နိုင်ငံတကာနဲ့ဟိုလက်တန့်ရှိရှိခုနလိုကုလသမဂ္ဂအပါအဝင် သူအိန္ဒိယနိုင်ငံနဲ့သူချိတ်ဆက်ထားနိုင်ပြီလားဒါတွေကလည်းစဉ်းစားစရာဆိုတော့အဲ့ဒီဟာတွေမလုပ်ဘဲနဲ့ဒီအတိုင်းသွားလို့တော့အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့အေအနေနဲ့ရွေးချယ်စရာခုနသုံးမျိုးတော့တွေ့တာပေါ့နော်သူဘလို့ဖြစ်လာနိုင်လဲသူတို့ဘလို့စဉ်းစားမယ်လို့ကျွန်တော်တို့တွက်ဆလို့ရနိုင်တယ်ဗျသူတို့အနေနဲ့ကဟိုမှန်းလို့ရတဲ့ဟာကကျွန်တော်တို့ဟိုဒေါင်းပေါင်းစုံကနေပြီးတော့ချင်းကက်လိမ့်မယ်လို့ယူဆရတယ် ဒီတရုတ်ရဲ့အကျိုးစီးပွားကျွန်တော်တို့ရှိထားတဲ့နေရာအထူးသဖြင့်အခုဖြစ်နေတဲ့ကြောက်ဖြူနေရာလိုမျိုးပေါ့ကြောက်ဖြူမတီးကျွန်တော်အဲ့ဘက်မှာကျွန်တော်တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုတွေရှိထားတယ်အဲ့လိုမျိုးဟာတွေအနေထားဆိုရင်လည်းကျွန်တော်တို့ဟိုနားလည်လို့ရတာဟိုမှာလာရှုမှုစေဟို TNLA MND ဖြစ်တယ်လို့မျိုးတရုတ်ရဲ့အကျိုးစီးပွားအခြေပြုပြီးတော့ကျွန်တော်တို့ ဂျမ်းခံတာမျိုးပေါ့အဲ့တော့အဲ့လိုပုံစံမျိုးနဲ့ဂျမ်းခံပြီးတော့စစ်ကောင်စီနဲ့နှိမ့်လို့ရတဲ့အနေအထားကိုတို့ပေါ်ဆောင်တာမျိုးအဲ့ဒါမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကတို့အခုဘင်္ဂလားဒေ့ရှ်ရတယ်ကျွန်တော်တို့ဒါဒီလိုမျိုးလက်ရှိနေပြီးတိုင်းတာရတဲ့အတွက်ကြောင့်မအေနဲ့လည်းဒါအထီးတွေးဆက်ဆံဖို့လိုပြီးဆိုတော့အတိမတ်ပြမှုမျိုးရတယ်ကျွန်တော်တို့ရှိထားတယ်ဆိုအဲ့လိုမျိုးတွေမှာတို့ဒီဘက်ဆောင်ကနေပေါ့နော်တို့တို့ရဲ့အခန်းကဏ္ဍမြင့်တက်လာအောင်အာစနစ်တကျတို့စဉ်းစားနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ဖြစ်သွားနိုင်စီရတော့ရှိတယ် ဖြစ်သွားနိုင်စရာဆိုတာသူတို့အနေနဲ့ဟိုစစ်ကောင်စီအနေနဲ့လည်းသူတို့ညှိလို့ရသွားနိုင်တယ်စစ်ကောင်စီအနေနဲ့ကလည်းအခုချိန်မှာသူသူဘေးချက်နှံချက်သူဖြစ်နေရဆိုတဲ့ဟာမြင်သာထင်သာတယ်။ဒါဆိုရှေ့တန်းကသူတို့အနေနဲ့တိုက်ပွဲကတခုတည်းမဟုတ်တော့ဘူး။ဒါကဏ္ဍဆောင်ဟိုတောင်ပေါင်းဆောင်ကနေဖြစ်နေရတဲ့အတွက်ကြောင့်မလို့သူအနေနဲ့ခက်ခဲနေရဆိုတဲ့ဟာမျိုးတွေ့ရတယ်။ အဲ့တော့ကျွန်တော်တို့ကမှန်းလို့ရတဲ့ဥစ္စာလက်ရှိအခြေအနေမှာစစ်တက်ကြီးရတယ်လုံးဝပြုတ်သွားမဲ့အနေထားတော့ဟုတ်မနေသေးဘူးအဲ့ဒါကြီးရတယ်ကျွန်တော်တို့ပြောသလောက်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဒါပေမဲ့တကယ်တမ်းဟိုဘက်ကတော်လည်ရေးဘက်ကအဟာရကိုအကုန်လုံးကိုဒီစစ်တက်ကနေပြန်ပြီးတော့နိုင်နိုင်နေနေပြန်အုပ်နိုင်ဖို့ဆိုရဲဟာလေအဲ့လောက်ထိမယိုးသားတော့ ဲ့တော့အကောင်တော့ကိုစီကိုစီသူ့ရဲ့ leverage ကိုစီရှိသွားတဲ့အတွက်ကြောင့်အရင်လိုပုံစံမျိုးတော့ပြန်မရတော့တာသိကြရတယ်။ဒါပေမဲ့ကျွန်တော်တို့ကစစ်ရေးအရာလည်းကျွန်တော်တို့ storm mate ဖြစ်သွားတယ်လို့ပြောလို့ရတယ်။ဒီကနေပြီးတော့ကျွန်တော်တို့ဟိုသူ့မသားကိုမသားတကယ်တော့တိန်းသွားတယ်ဆိုတဲ့တိန်းသွားတဲ့ဥစ္စာအလိုမျိုးတောက်လျှောက်ဖြက်စီးနေတဲ့ဟာမျိုးဖြက်လို့ဖြက်စီးလုပ်နေတဲ့ဟာမျိုးနဲ့တောက်လျှောက်ဖြစ်ပြီးတော့လူတွေအတွက်ဒုက္ခရောက်နေအခြေအနေရောက်နေ အဲ့တော့အဲ့လိုမျိုးဟာမျိုးအနေထားဖြစ်တဲ့အတွက်ကြောင့် AA အနေနဲ့စဉ်းစားနိုင်တာကတော့ခုနကကန္နာပေါင်းစုံကနေသူ leverage ရအောင်သူတိဆောက်နေတယ်တိဆောက်ပြီးသွားတဲ့အချိန်ကျတော့သူ့ရဲ့လွတ်မြောက်ရေးအတွက် land ဖောက်သွားနိုင်တယ်လို့မှန်းလို့ရတယ်အဲ့အရာလေဟိုဘိုချိုထွန်မရနိုင်ပြောထားဘူးခဲ့တဲ့စကားရှိဟိုအစိမ်းနဲ့ဆိုလဲပေါင်းရင်လည်းနာတာပဲအနီးနဲ့ပေါင်းရင်လည်းနာတာအဲ့တော့ကိုလူမျိုးအကျိုးစီးပွားအတွက်ဟိုကြည့်ဖို့လိုတယ်ဆိုတဲ့ဥစ္စာဒါအစောပိုင်းတော့သူ့ရဲ့အင်တာဗျူးတွေမှာသူပြောခဲ့တဲ့ဟာပေါ့ ဆိုတော့ဒီမိုကရေစီပဲဖြစ်ဖြစ်ဖက်ဒရယ်ပဲဖြစ်ဖြစ်ဘယ်လိုပုံစံမဲဖြစ်ဖြစ်သူနိုင်ငံကြီးရဲ့မှာဘယ်လိုပဲစဉ်းစားနေစဉ်းစားနေချင်းတည်တာတော့သူ့ရဲ့ဒေတာတွေမှာရှိတဲ့လူမျိုးဒေတာခံကြီးရဲ့အကျိုးစီးပွားဖြစ်ထွန်းမှုသူဥတီပြီးတော့စဉ်းစားမယ်ဆိုတဲ့ဟာမျိုးသူပြောထားဆိုထားတဲ့ဟာတွေရှိတယ်။အဲဒီဥတီချင်းနေဆိုရင်ကျွန်တော်မြင်လာတော့အဲကဏ္ဍပေါင်းစုံကနေသူအချင်းချင်းပြီးတော့ကစားသွားလိမ့်မယ်လို့ယူဆလို့ရတယ်။ဟုတ်ကဲ့အဲ့တော့မေလ26ရက်နေ့ကပြောခွင့်ရခိုင်ဒုက္ခပြောတယ်ခုနက နှစ်ပေါင်း200ကျော်ကိုလိုနီဂျုံပြူကနေလွတ်မြောက်ဖို့အာရခတိုင်းပြည်အတွက်ဒီစစ်မှုထမ်းရမယ်ဆိုတော့ခုလိုအတီလင်းပြောကြားချက်ပေါ့နော်အာရခတိုင်းပြည်အတွက်ဆိုတော့ကြီးညာချက်ကကျွန်တော်တို့ဒီဗမာအင်အားစုတွေပေါ့ဟိုစစ်ကောင်စီတို့ထားလိုက်ပေါ့စစ်ကောင်စီကိုတိုက်ခတ်နေတဲ့အင်အားစုတွေဖြစ်ဗမာတိုင်းရင်းသားအများစုပေါ့နော်သူတို့ရဲ့အမြင်ကဒီအပေါ်မှာလက်ခံတဲ့နယ်လို့ထင်လားလက်ခံပေးရမလားဒါမှမဟုတ်သူတို့ရဲ့စဉ်းစားချက်ကဗမာတွေမှာလောလောဆယ်ဘယ်လိုမျိုးဖြစ်နိုင်လဲ အဲ့မှာနှမျိုးတော့ဖြစ်နိုင်တယ်ခင်ဗျအကြည့်လိုက်ရင်ကျွန်တော်တို့ကအင်္ဂလိပ်ခေတ်ကြီးရပါဘောเนาะတွဲပလိုက်တာတွဲပြီးမြင်လိုက်တာ mainland Burma နဲ့ကျွန်တော်တို့ proper Burma ပေါ့နော်အဲဟာနဲ့ကျွန်တော် တွဲတာဆိုရခိုင်ကလည်း Burma နဲ့နီးရယ်ဆိုတဲ့ဟာမျိုးတဝဲကလည်းနီးရယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ကတွဲပြီးတော့မြင်မြင်ခဲ့မြင်ခံခဲ့ရတယ် ဲ့တော့ဗမာလို့ပြောလိုက်ရင်ကျွန်တော်တို့အဲ့လိုမျိုးတိုင်းနယ်ပြည်နယ်ခွဲတာဟိုကကျွန်တော်တို့အဲ့ပုံစံမျိုးကျွန်တော်တို့စဉ်းစားမှုပုံစံမျိုးနဲ့တိုင်းရင်းသားလူမျိုးခွဲခြားမှုပုံစံမျိုးကိုတို့အာဖြစ်ခဲ့တယ်။အဲဒါပေမဲ့ကျွန်တော်ရှိခဲ့တဲ့တမိုင်းအရာလည်းကျွန်တော်တို့ကဟိုအစင်လာတွေနဲ့တောက်လျှောက်ရှိခဲ့တဲ့ပုံစံတွေကလည်းကျွန်တော်တို့မတူကြဘူး။ဟိုပြောနေတဲ့ narrative လည်းမတူဘူးเนาะရခိုင်ဘက်ကပြောတဲ့တမိုင်းတမျိုးရှိတယ်လို့ဗမာဘက်ကပြောတဲ့တမိုင်းလည်းတမျိုးရှိတယ်။အဲ့လိုမျိုးအနေအထားမျိုးမှာကျွန်တော်တို့တောက်လျှောက်ဟို video တွေရှိနေတဲ့အချိန် အဲ့ဒီဟာတွေကတော်တော်များများ2021မတိုင်ခင်တော့ကျွန်တော်တို့နားလည်ဖို့ခက်ကြရဲဆိုရဟာတွေ့ရတယ်။အဲဒါကြောင့်ကျွန်တော်တို့ပလက်ဝါတို့ဘာတို့ညာတို့တောက်လျှောက်ပေါ့နော်ကျွန်တော်2020ရွေးကောက်ပွဲမတိုင်ခင်တောက်လျှောက်ကျွန်တော်တို့စစ်တွေဖြစ်နေတဲ့အချိန်တောက်လျှောက် AA နဲ့စစ်ဖြစ်နေတဲ့အချိန်မျိုးမှာကျွန်တော်တို့ ဟိုလေးမြန်သုံးမှုတို့ဒါမှမဟုတ်ရဟတ်ရင်သုံးမှုတို့ပြီးရင်အေးအေးဟိုဟိုဗါလဲမွတ်စလင်တွေကိုပဲကျွန်တော်တို့တိုက်နေတာမျိုးမဖြစ်အောင်အေးအေးကိုလည်းအပြုတ်တိုက်ဖို့ဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တို့အဲ့ဒါမျိုးပြောရဆိုရတဲ့လွတ်တော်ထဲမှာပြောခဲ့တဲ့စကားတွေကလည်းမှတ်တမ်းကျန်နေသေးတယ် ဲ့လိုမျိုးကြံခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ဒီချိန်တော့ကတော့ကျွန်တော်တို့နားလည်မှုပုံစံတစ်မျိုးဖြစ်တယ်ဆိုရဲဟာကျွန်တော်တို့ဟိုသိတာထင်ရှားတယ်ဒါပေမဲ့2021နောက်ပိုင်းကျွန်တော်တို့ဖြစ်လာတဲ့အချိန် Federal အကြောင်းကျွန်တော်တို့အများကြီးပြောလာတဲ့အချိန် Federal Charter တွေဘာတွေထွက်လာပြီးတော့ကျွန်တော်တို့ Federal Unit ဆိုတဲ့ဟာတွေကျွန်တော်တို့စဉ်းစားမှုတွေစလာတဲ့အချိန်အဲ့ဒီချိန်မှာလူမျိုးအခြေပြုမလားကျွန်တော်တို့နေမြေအခြေပြုမလားဒါမှမဟုတ်ဟို Civic Centric ပေါ့နိုင်ငံသားအခြေပြုပြီးတော့နေမြေတွေကို Federal Unit တွေဖြစ်စဉ်းစားမလားဆိုတဲ့ဟာတွေတော်တော်များများကြေကြေပြတ်ပြတ်ပြောလာကြတယ်အထူးသဖြင့်တော့ ုင်ငံရေးရဲမှာပါဝင်ပတ်သက်တဲ့အတိုင်းအဝိုင်းပေါ့နော် majority public ကတော့အဲ့လောက်ထိစဉ်းစားမှုရှိကြမှာရှိမယ်ဒါရှိတဲ့လူလည်းရှိနိုင်တယ်ဒါကကျွန်တော်တို့တေချာပို့ public opinion survey လောက်မှာသိနိုင်မယ့်ကိစ္စပေါ့နော်ဒါပေမဲ့ကျင်းတည်တာတော့ majority ရဲ့မှာခုနကတော့ခွဲထွက်မယ်ဆိုတဲ့ကိစ္စကြီးကတော့အရန်စဉ်းစားလို့ကောင်းတဲ့ဟာအထူးသဖြင့်မြေပုံကြီးပဲ့သွားမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တို့တောက်လျှောက်ဟိုနဝတနာဖခက်ကလည်းကျွန်တော်တို့အဲ့မြေပုံကြီးပဲ့သွားတဲ့ဟာကို TV မှာအများအားပြပြပြီးတော့ကျွန်တော်တို့ဟို drama တွေခင်းခဲ့တဲ့ဟာမျိုးရှိတာပေါ့ ဆိုတော့အဲ့လိုမျိုးဟာမျိုးရှိတော့အဲ့ကိုယ့်ရဲ့မြေပုံကြီးကဒီတိုင်းလေးပဲကောင်းပါတယ်ဆိုရင်စဉ်းစားမှုရှိတဲ့ general public ရှိနိုင်တယ်။ဒါပေမဲ့နိုင်ငံရေးထဲမှာနှီးနွယ်တဲ့လူတွေပါဝင်ပတ်သက်နေတဲ့လူတွေကတော့ဒီဟာကတို့ပစင်းစားပြီးမှရမယ်။တစ်ဖက်ပိတ်နေလို့မရတော့ဘူးဆိုရင်စဉ်းစားမှုမျိုးတော့ကျွန်တော်တို့ရှိလာတယ်။ ရှိလာတာနဲ့အတူခုနကရဟိုဗမာဖြစ်ခြင်းပေါ့နော်ဗမာနေမီကျွန်တော်တို့တတ်မှတ်မယ်ဆိုတဲ့ဟာတွေလည်းကျွန်တော်တို့အခုနောက်ပိုင်းမှာကြည်ကြဲပြင်းပြပြောလာဆိုလာတဲ့ဟာတွေတွေ့ရနေမယ်ဆိုတော့ကျွန်တော်တို့နိုင်ငံရေးအတိုင်းအဝိုင်းထဲမှာတော့ခုနကပြောလိုက်တဲ့ဥစ္စာတွေမှာအများကြီးဟိုစိုးရင်ထိတ်လန့်ကြမယ်တော့မထင်ဘူးဒါကသူတို့ရဲ့အခု2020ခုနောက်ပိုင်းလှုပ်ရှားမှုနောက်ပိုင်းတိုးတက်ဖြစ်ထုံးမှုပုံစံနောက်ပိုင်းမှာဒီအရွေးတွေရ တို့ရဲ့လူမျိုးစုအစုရဲ့လွတ်မြောက်ရေးရတယ်အရေးကြီးတယ်ဆိုရဲစဉ်းစားမှုလက်ခံပေးမှုတွေကျွန်တော်တို့ရှိလာတယ်။ဒါမဲ့ general public အနေနဲ့တော့ခုနကတော့မြေပုံကြီးပဲ့သွားမလားဆိုရဲစိုးရိမ်မှုတော့ရှိနေနိုင်သေးတယ်လို့ကျွန်တော်တို့မှန်းလို့ရတယ်။အဲ့တော့နောက်ဆုံးအနေနဲ့ပေါ့အခုအာရခတ်တက်တော် A ရနေပြီးတော့စစ်မှုထမ်းရမယ်ပြထမ်းပြီးတော့အဖရခိုင်ပြည်လွတ်မြောက်ရေးအတွက်ကြေညာလိုက်ပြီပေါ့နော်ဒီအနေထားမှာစစ်ကောင်စီကလည်းရွေးကောက်ပွဲလုပ်မှခင်းချင်းရှိတယ်စစ်ရေးကလည်းခံစစ်ရသူကသုံးတရားပြန်ပြီး ဟိုတောက်ခံနိုင်တဲ့အနေအထားရှိတယ်ဗောနော်ဒီအခြေအနေတွေမှာဒီရခိုင်နဲ့ဒီစစ်ကောင်စီအကြဗောနော်အရွေ့တခုဗောစစ်ရေးအဖြစ်နိုင်ငံရေးအဖြစ်ဒီလက်တလောမှာဖြစ်လာနိုင်ကြဗောနော်ဟိုဘာတွေကိုကျွန်တော်မျှော်လင့်လို့ရနိုင်လဲနောက်ဆုံးအနေနဲ့သုံးသပ်ပေးပါဗျာကျွန်တော်တို့မှန်းလို့ရတဲ့ဟာအခုဒီစစ်ဖြစ်နေတာဟောအထူးသဖြင့်ကြောက်ဖြူဖက်မှာကျွန်တော်တို့စစ်ရေးအချိန်မြင့်လာရယ်ဆိုရင်တို့အနေနဲ့ဒါဆူရည်မှုရှိတယ် သူတို့အနေနဲ့အဲ့ဖက်မှာရင်းနှီးမြှုပ်နှံဖို့အတွက်စီစဉ်ထားရတဲ့ဟာတွေလည်းရှိတယ်။နောက်တစ်ခါကျွန်တော်တို့အဲ့မောင်တော်ဖက်မှာเนาะကျွန်တော်တို့ဟို သူတို့ရဲ့ China India Corridor ဆက်ဖို့အတွက်လမ်းဖောက်မဲ့စီမံကိန်းတွေကျွန်တော်ရှိထားသလိုအဲ့ဒီမှာ Special Economic Zone အတွက်ကျွန်တော်ရာထားတဲ့သူရာထားချက်တွေလည်းရှိတယ်။အဲ့ဒါတွေဆက်လုပ်ဖို့အတွက်လည်းရှိတယ်။ဆိုတော့အဲ့လိုမျိုးအနေအထားမျိုးရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်စစ်ရေးအရာပေါ့နော်။ကျွန်တော်တို့အဲ့လိုမျိုးဆိုရင်ဟိုစစ်ကောင်စီအနေနဲ့လည်းဒီကလက်လွတ်လို့မရဘူးဆိုရဲအနေအထားမျိုးသူတို့စူးစမ်းနေတယ် ကျင်းတည်တာတော့သူတို့အနေနဲ့ဒီဒီဟာအခုကြံနေတဲ့သုံးခုဟာသူတို့လွတ်လို့မရဘူးအဲ့အတွက်ကြောင့်မမဖြစ်မနေထိန်းထားမှရမယ်ပြီးသွားရင်သူတို့အနေနဲ့ပြန်ပြီးတော့ပါထားတဲ့ဟာတွေပြန်သိမ်းဖို့လိုအပ်တယ်ဆိုတော့လိုအပ်မှုဘာဖြစ်လို့ဆိုတော့ဒီဟာကြီးအကုန်လုံးဟာဒီနိုင်ငံရေးအရာကျွန်တော်တို့ညှိလာနှိုင်းလာတဲ့အချိန်ကြရင်ကျွန်တော်တို့ကဒါဟို leverage ဖြစ်မှာ ကျွန်တော်ဖွက်ဖဲရဖြစ်မှာအဲ့တော့ရအေးအနေနဲ့ကလည်းဒါတိမ့်ဖို့လိုအပ်တယ်ဒီလိုမျိုးတိမ့်လာနိုင်ပြီဆိုရင်တို့အနေနဲ့ဒီကြံနေတဲ့သုံးခုသာတိမ့်လာနိုင်တယ်ဆိုရင်ခုနသူကြေညာလိုက်တဲ့ရီမန်းချက်ယူရချက်ကကျွန်တော်တို့လမ်းတစ်ဝက်ကျော်လောက်နှီးသွားပြီဆိုတဲ့အားမျိုးတို့အနေနဲ့မှန်းလို့ရတယ်ဆိုတော့နှစ်ဖက်စလုံးမှာလိုအပ်ချက်ကအဲ့အဲ့ဟာရှိနေတယ်အဲ့အတွက်ကြောင့်နှစ်ဖက်စလုံးက short မဲ့အနေထားတော့မရှိဘူးအဲ့လိုမျိုးအနေထားမရှိတဲ့အချိန်မှာဒီဟာတွေကမဖြစ်သင့်ဘူးဆိုပြီးတော့ကျွန်တော်ဝိုင်းထိန်ကြမယ်လူတွေကတော့ရှိတယ် အဲ့ဒါကတော့ခုနကတရုတ်လည်းရှိတယ်၊ဘင်္ဂလားဒေ့ရှ်ရှိလာတယ်၊ကျွန်တော်အိန္ဒိယဘက်ကလည်းရှိလာတယ်။အထူးသဖြင့်တော့ခုဆိုရင်ကျွန်တော်အိန္ဒိယ၊ပါကစ္စတန်တို့ဒီဘက်မှာအရှေ့ဘက်မှာလည်းတို့ရင်ဆိုင်နေရတဲ့ဟာမျိုးရှိနေတော့ကျွန်တော်တို့မြန်မာနိုင်ငံဖက်ချမ်းမှာလည်းတို့မတီးမငိမ်မှုတွေများပြီးတော့တို့ဘက်ကိုယူဖိတ်လာမဲ့ကိစ္စမျိုးတို့တို့တောက်လျှောက်စိုးရိမ်နေဆိုတဲ့ဟာတွေတို့ရှိတယ်။ငကိုရဲကလည်းကျွန်တော်တို့ဒီဟိုချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟို ဒုက္ခဒုက္ခတွေယူဖိတ်မှုတွေအတွက်သူတို့စိုးရိမ်နေရတယ်။ပြီးရင်သူတို့ရဲ့နေမိထဲမှာဟိုကလည်းဒီဟာပိုစန့်ကျင်မှုတွေနဲ့မငြိမ်သက်မှုတွေရှိတာတဲ့အတွက်ကြောင့်ဒီဘက်ကမိကူလာမဲ့ကိစ္စမျိုးသူတို့စိုးရိမ်နေဆိုတဲ့ဟာမူတည်လဲပြောထားတဲ့ဟာတွေရှိတယ်။ဆိုတော့အဲ့ဒီဟာတွေကတော့ကျွန်တော်တို့ APP ဆိုင်ရာရဲ့အဲပါဝင်ပတ်သက်မှုအခန်းကဏ္ဍတွေညှိနှိုင်းဆက်ဆက်မှုတွေနဲ့ကျွန်တော်တို့တစ်ခုခုအခြေအနေကိုဖြစ်သွားနိုင်စရာတော့ရှိတယ်။ ဒါပေမဲ့ဘယ်အချိန်မှာဘာနဲ့ဖြစ်မလဲတော့ကျွန်တော်တို့မသိနိုင်ဘူးဥပမာကျွန်တော်တို့ဒီဟိုကြောက်ဖြူရဲစစ်တွေမှန်အောင်ရအဲ့ဟာဒီမှာလဲ၃နှစ်ဖက်စလုံးကဒါ တစ်ဖက်ကလည်းထိန်းထားဖို့လိုတယ်တစ်ဖက်ကလည်းပိန်းဖို့လိုတယ်ဆိုရယ်လိုအပ်ချက်နဲ့လုပ်နေကြတာဆိုတော့အဲ့ဖက်ထဲမှာစစ်ရေးရအပြောင်းလဲတစ်ခုဖြစ်ရင်ကျွန်တော် tipping point ဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်စစ်ရေးရအပြောင်းလဲမရှိဘဲနဲ့ကျွန်တော်ဆုံးရှုံးနေတာမှုအထူးသဖြင့်ကျွန်တော်တို့တရုတ်အကျိုးစီးပွားဒါမှမဟုတ်တခြားနိုင်ငံတွေရဲ့အကျိုးစီးပွားအာထိခိုက်မှုအတွက်ဟိုစိုးရိမ်မှုအတွက်ကျွန်တော်တို့တစ်ခုခုလုံလုံချူချူဖြစ်လာရဲဆိုတဲ့အခြေအနေမှာအဲ့ဒါမျိုးမှာကျွန်တော်တို့ tipping point ဖြစ်သွားတယ် tipping point လို့ပြောတာအရှုံးနိုင်ပြောတာမဟုတ်ဘူးနိုင်ငံရေးရာတို့ပြောင်းကစားဖို့လမ်းကြောင်းပြောင်းဖို့အတွက်ကျွန်တော်တို့တွန်းပို့မဲ့အားတွေကျွန်တော်တို့ပုံလာနိုင်ငံဆိုတဲ့ဟာမျိုးဘယ်ဟာဖြစ်မလဲတော့ကျွန်တော်မသိဟုတ်ကဲ့ဒေါက်တာစိုင်းကြည်စင်ဆိုကျေးဇူးအများကြီးတင်ပါတယ်အခုဒါအရခတက်တော်အေရပေါ့နော်ဒီအရခတိုင်းပြည်အတွက်ဒါကာကွယ်ဖို့အချုပ်အခြာအာဏာတွေ့ကူနာလို့စစ်မှုထမ်းပြထမ်းတဲ့ပုံမှာကျင်ညာလိုက်တဲ့ပုံမှာအခြေခံပြီးတော့အခု ဖြစ်လာနိုင်ကြီးအေးနဲ့စစ်ကောင်စီကြားစည်းနိုင်ငံကြီးနော်ဘလို့အရွေ့ဖြစ်လာမယ်ဆိုတော့အခုအသေးစိတ်သုံးသက်ဆွေးနွေးပြတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဆရာဟုတ်ဖိတ်ခေါ်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုတက်ထွန်း